မြန်မာຫນွေဦးခရိုနီကာမတ်ကိုမြင်ကွင်းရှမ်းစီရတော့အသက်ခံရမှုနဲ့ဒလန်ဆွဆွဲမှုပြဿနာယခုလ၄ရက်နေ့ညနေပိုင်းကရှမ်းပြည်နယ်ဖေခုံမြို့နယ်ထဲကကျေးရွာတရွာမှာရှမ်းလူမျိုးစီရတော့ဥဒမတာရနဲ့ကပိယဖြစ်သူစိုင်းအိုက်ပီးတို့ကိုလက်နက်ကိုင်အဖွဲတဖွဲကလာရောက်တပ်ဖြတ်သွားတဲ့ဖြစ်ရတခုဖြစ်ပွားခဲ့ပါတယ်အခင်းဖြစ်ပွားတဲ့အုံတိုင်းကျေးရွာဟာဖေခုံမြို့နယ်ဖေခုံအင်းအရှိဘက် နာဟီကျေးရွာအုပ်စုထဲမှာရှိတဲ့ကျေးရွာတရွာဖြစ်ပါတယ်။အသက်ခံရတဲ့ဆရာတော်ဟာလက်ရှိမှာဖဲခုံအင်းအနောက်ဘက်မှာတရင်တုံးနေတာဖြစ်ပြီးအင်းအရှေ့ဘက်ကျေးရွာကိုခိတလာရောက်ပြီးမပြန့်ခင်အုံတိုင်းကျေးရွာမှာရှိစဉ်လက်နက်ကင်အဖွဲတစ်ဖွဲ့က လာရောက်ပြစ်ခတ်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်။ဖေခုံမြို့နယ်မှာလှုပ်ရှားနေတဲ့ဖေခုံ PDF တပ်ရင်13336ကအဆိုပါပြစ်ခတ်တပ်ဖြတ်မှုဖြစ်ပွားပြီးနောက်အဆိုပါတပ်ဖြတ်မှုဟာ၎င်းတို့အဖွဲ့အနေနဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်။ဘဲလက်နဲ့ကైအဖွဲကပြစ်ခတ်တက်ဖြတ်တယ်လဲဆိုတဲ့အချက်လက်တွေထွက်ပေါ်လာခြင်းမရှိခင်မှာဖေခုံ PDF အနေနဲ့၎င်းတို့တက်ရင်မှတက်မှုတက်သားတူးတလေမြအဆိုပါအဖြစ်ဖြစ်ပါဝင်ပတ်သက်ခြင်းမရှိကြောင်းထုတ်ပြန်ခဲ့တာတွေ့ရပါတယ် မတ်လ၄ရက်နေ့ပြက်ခတ်တက်ဖြတ်ခံရပြီးနောက်စစ်ရတော်ကို၅ရက်နေ့မှာပဲဒေသခံတွေကဘာသာရေးထုံးနှံအစဉ်လာရတကြိုခဲ့တယ်လို့ဆိုပါတယ် အဆိုပါပြစ်ခတ်မှုနဲ့ပတ်သက်လို့ဖြစ်ပွားပြီး၂ရက်၃ရက်ခန့်ကြာမြင့်သည့်အထိမိတိလက်နက်ကင်အဖွဲ့ကပြစ်ခတ်ခဲ့ကြောင်းထုတ်ဖော်ဝန်ခံခဲ့ခြင်းမရှိခဲ့ပါဘူး။အဆိုပါဒေသမှာလက်နက်ကင်လှုပ်ရှားမှုရှိတဲ့ဖေခုံ PDF တပ်ရင်း13336ကအဖြစ်ပြက်ဖြစ်ပွားပြီးနောက်နောက်ရက်မှာ၎င်းတို့အဖွဲ့နဲ့လုံးဝသက်ဆိုင်ခြင်းမရှိကြောင်းထုတ်ပြန်ချက်သားပေါ်ထွက်ခဲ့ပြီး၄ရက်မြောက်နေ့တွင် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ဘေးအဖွဲ့ကပြစ်ခတ်တပ်ဖြတ်ခဲ့တာလဲဆိုတဲ့အဖြေပေါ်ထွက်ခြင်းမရှိခင်စစ်ကောင်စီဘက်က lobby telegram တွေက PDF တွေပြစ်ခတ်တပ်ဖြတ်တာဖြစ်ကြောင်းဆွဆွဲဖော်ပြခဲ့ကြသလိုသတင်းဌာနတချို့ရဲ့ fact check ကဏ္ဍကတော့ PDF တွေတပ်ဖြတ်တယ်လို့យေတာဖော်ပြမှုတွေဟာသတင်းမှားတွေဖြစ်ကြောင်းလူမျိုးရေးဘာသာရေးလှုပ်ဆော်မှုဖြစ်ကြောင်းဖော်ပြခဲ့ကြတာတွေ့ရပါတယ်။ March 10ရက်နေ့နေ့ဆွဲနဲ့ IEC ရဲ့ထုတ်ပြန်ချက်မှာတော့အဖြစ်ပြက်ဖြစ်စဉ်ကိုစာပိုက်တစ်ပိုက်ဖော်ပြထားပြီးကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့မြို့နယ်ပူပေါင်းအုပ်ချုပ်ရေးကောင်စီအပါအဝင်နေမြေခမ်းတော်လှန်ရေးတပ်ပေါင်းစုံနဲ့ပူပေါင်းကယခုဖြစ်စဉ်နဲ့ပတ်သက်ပြီးစုံစမ်းဖော်ထုတ်သွားကတွေ့ရှိချက်များကိုအများပြည်သူသိရှိနိုင်ရန်ရှင်းလင်းချပြသွားမယ်လို့ဆိုပါတယ်ထုတ်ပြန်ချက်ရဲ့နောက်တစ်ပိုက်မှာတော့ တရားမွန်အာနာသိန်းစစ်တပ်ရဲ့တရင်ပေးဒလန်ဟူယူဆရသူများနဲ့လက်နက်ချဖမ်းဆီးရမိသောစစ်တုံးပန်းများကိုဥပဒေကြောင်းအရစီရင်မှုမပြုဘဲလက်လွတ်စပယ်တပ်ဖြတ်ခြင်းသည်နိုင်ငံတကာဥပဒေနဲ့တွေ့ဖြီသည့်လုပ်ရဖြစ်သည်လို့လည်းဖော်ပြထားတာတွေ့ရပါတယ်။အဆိုပါစာသားကိုစမ်းစစ်ကြည့်ရင် IEC အနေနဲ့အထက်ပါပြစ်ခတ်တပ်ဖြတ်မှုနဲ့ပတ်သက်လို့ကနဦးတရင်အချက်လက်ရရှိထားပြီးတရင်ပေးလို့ဆွဆဲတပ်ဖြတ်မှုအဖြစ်နဲ့မှတ်ယူထားတဲ့သဘောလို့ကောက်ချက်ချရပါတယ်။ ပြစ်ခတ်တက်ဖြတ်မှုကျူးလွန်တဲ့လက်နက်ကိုင်အဖွဲ့အနေနဲ့ IEC ကိုအသိပေးထားပုံရပြီး IEC အနေနဲ့ကျူးလွန်တဲ့လက်နက်ကိုင်အဖွဲ့ဘက်ကဆွဆွဲချက်သို့မဟုတ်ခုခံကာကွယ်တဲ့ပြောဆိုမှုကိုကနဦးလက်ခံထားပြီးပြစ်တက်ခံရတဲ့ဆရာတော်ကိုတရင်ပေးဆိုတဲ့ဆွဆွဲမှုကိုကနဦးလက်ခံထားပုံရတယ်လို့တရားဥပဒေမစီရင်တဲ့လုပ်ပုံလုပ်နည်းကိုလက်မခံနိုင်ကြောင်းဖော်ပြထားတဲ့သဘွယ်တွေ့ရပါတယ် IEC ထုတ်ပြန်ချက်ပေါ်ထွက်ပြီးနောက်တရက်မှာတော့ဖေခုံမြို့နယ်ထဲအခြေစိုက်တဲ့ပြားစစ်ကြောင်းလို့အမည်ခေါ်ဆိုတဲ့ဖေခုံမြို့နယ်ထဲကဒေသကာကွယ်တပ်ဖွဲ့က၎င်းတို့တပ်ဖွဲ့ဝင်တွေပြစ်ခတ်ခဲ့တာဖြစ်ကြောင်းဝန်ခံနဲ့ထုတ်ပြန်ချက်တရက် ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်လက်ရင်းနဲ့ရေးသားထားတဲ့စာရွက်ကိုဓာတ်ပုံရိုက်ထားတဲ့ပြားစစ်ကြောင်းရဲ့ထုတ်ပြန်ချက်မှာဆရာတော်ကိုစစ်ကောင်စီရဲ့တရင်ပိအဖြစ်ဆွဆွဲပြီး၎င်းတို့လက်နက်ကင်တပ်ဖွဲ့ဝင်6ဦးတွားရောက်စစ်မင်းခေါ်ဆောင်ရမှာတအုပ်ကစိတ်မထိန်နိုင်ဖြစ်ကာ ရုံရဲဆန်ခတ်ဖြစ်ပြီးပြစ်ခတ်ခဲ့လို့ဖော်ပြထားပါတယ်။ CRO ရဲ့ဖုန်းနဲ့ဗန်စာအုပ်တို့ကိုပါပြားစစ်ကြောင်းရဲ့လက်နက်ကင်အဖွဲ့ဝင်တွေကသိမ်းယူခဲ့တာဖုန်းထဲမှာစစ်ကောင်စီဘက်ကဖုန်းနံပါတ်တွေတွေ့ရှိရလို့ဆွတ်ဆွဲခဲ့တာလည်းဖြစ်ပါတယ်။ရှမ်းကျောင်းသားတမကနဲ့ဖေခုံမြို့နယ်ထဲကဒေသခံအချို့ကတော့အခုလိုဆွတ်ဆွဲမှုတွေကတပြတ်မှုကျူးလွန်ပြီးနောက်မှကျူးလွန်မှုကိုအပြစ်ပေါအောင်အကြောင်းပြချက်ပေးတာဖြစ်ယူဆထားကြပြီးဒေသခံတွေကလည်းရှမ်းကျောင်းစီရတော့ဥဒမတာရဟာ ာစစ်ပင်းရှောင်းအရင်တက်ကြွစွာကူးငင်းနေတဲ့ပရဟိတဆရာတော်အဖြစ်နဲ့စစ်အာဏာသိမ်းမှုကိုစန့်ကျင်တဲ့ယက်တီချက်ရှိသူဆိုတဲ့အထောက်ထားတွေနဲ့ပြောဆိုခဲ့ကြပါတယ် အခုလိုဘာသာရေးကောင်းဆောင်လို့ဆိုရမယ်ဆရာတော်ကိုပြစ်ခတ်တက်ဖြတ်ခြင်းအတွက်ကျူးလွန်မှုပြင်အာနာသိန်းစစ်တပ်ကိုတရင်ပေးသူအဖြစ်ဆွဆွဲခြင်းကဆရာတော်ကိုနှစ်ခါပြန်တက်ဖြတ်တဲ့လိုရမျိုးလို့ရှမ်းကြောင်းသားတမကဝင်းတူကမှတ်ချက်ပေးပြောဆိုခဲ့တာဖြစ်ပါတယ်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ပြစ်ခတ်တက်ဖြတ်ပြီးနောက်မှာတရင်ပေးအဖြစ်ဝန်ခံတယ်ဆိုတဲ့ဆွဆွဲချက်မျိုးရုံးရင်ဆန်ခတ်ဖြစ်တယ်ဆိုတဲ့ဆွဆွဲချက်မျိုးတွေကစစ်တပ်ဘက်ကပေးနေကြဆင့်ချအကြောင်းပြချက်မျိုးဖြစ်ပြီးဥပ ရိမဲ့တပ်ဖြတ်တဲ့လုပ်ရက်တွေအတွက်ပြန်လည်ဖြည့်ရှင်းနိုင်ခြင်းမရှိတော့တဲ့တည်ဆုံးသူတွေကိုအပြစ်ပုံချခြင်းဖြစ်မှတ်ယူကြတာဖြစ်ပါတယ်။ယခုလက်ရှိပြည်နယ်နေနမိတ်တပ်မှတ်ချက်အရဖေခုံမြို့နယ်ဟာရှမ်းပြည်နယ်အုပ်ချုပ်ရေးနေနမိတ်ထဲတည်ရှိပြီးကြားကရင်နယ်ရှမ်းနယ်ပအုပ်လိုမျိုးတွေနေထိုင်ကြတဲ့နေမျိုးဖြစ်ပါတယ်။မကြသေးခင်ကစကိုင်းတိုင်းရွှေဘုံမြို့နယ်နဲ့ဝက်လက်မြို့နယ်အဆက်ကန်ကြီးတော်ကျေးရွာမှာကက်တလက်ဘာသာဝင်ယဟန်ဖြစ်တဲ့ Father Martin Tone ကိုဒေသကကွေအဖွဲ့ကရက်ဆက်စွာတပ်ဖြတ်ခဲ့တဲ့ဖြစ်ရဖြစ်ပွားပြီးသတင်းပတ်နည်းငယ်ကြားမှာအခုလိုဗုဒ္ဓဘာသာဆရာတော်တစ်ပါးနဲ့ကပိယရုကိုဒေသကကွေလက်နက်ကိုက်အဖွဲ့ကပြစ်တက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အခုလိုဘာသာရေးကောင်းဆောင်တွေကိုပါမချန်သတင်းပေးအဖြစ်ဆွဆွဲကတပ်ဖြတ်မှုတွေက LPDF လို့ခေါ်တဲ့ဒေသကကွေတပ်ဖွဲ့တွေကကျူးလွန်တာဖြစ်တော်လဲ နယူတော်လှန်ရေးတစ်ခုလုံးရဲ့ပုံရိပ်နဲ့ဂုံတရင်ကိုထိပါးစေတာဖြစ်ပါတယ်။ကရင်နီကရားဒေသမှာပြည်내အုပ်ချုပ်ရေးတာဝန်ယူထားတဲ့ IEC နဲ့စကိုင်းတိုင်းမှာတာဝန်ရှိတဲ့ UNG အစိုးရတို့အနေနဲ့ အခုလိုဖြစ်ရက်အတွက်တိုင်းရိုက်တာဝန်မရှိသည့်တိုင်းလူထုထောက်ခံမှုနဲ့ယုံကြည်မှုကိုထိပါစေမှာဖြစ်ပြီး extra judicial killing တွေကိုကျူးလွန်နေတဲ့စစ်ကောင်စီတပ်တွေနဲ့နှိုင်းရှင်ဝေဖန်ခိုင်းရမယ်အနည်းလေရှိနေတာဖြစ်ပါတယ်။ UNG ရဲ့လူခွင့်ဝင်ကြီးဌာနအနေနဲ့အခုလိုဆိုးရွားတဲ့ဥပဒေမဲ့တပ်ဖြတ်မှုတွေ၊မှားယွင်းဆွဆဲတပ်ဖြတ်မှုတွေကိုရှုတ်ချတားဆီးဖို့လိုအပ်ပါတယ်။ ို့တူဒေတာခန့်နဲ့လူထုလူတန်းစားတွေကိုကိုစားပြုတဲ့အရက်ဖက်အဖွဲ့တွေလက်နက်ကင်အဖွဲ့တွေကိုတိုင်းကလည်းဥပဒေမဲ့တပ်ဖြတ်မှုတွေနဲ့ပတ်သက်လာရင်လွတ်လပ်စွာထောက်ဖို့ပြောဆိုခွင့်ဝေဖန်ထောက်ပြခွင့်ရှိသလိုလူတအူးချင်းစီတိုင်းအလိုက်မိမိသဘောထားကိုအစီရင်ခံခွင့်တည်တည်ခံခွင့်တွေအမခံချက်ရှိချဖို့လိုအပ်မယ်ဖြစ်ပါရှင်။